ဆရာတော်ဖရာတပည့်တော်လူသေးစွာရှောက်ထားပါသည်မေလူတယောက်ဒီတီဃာနီးတစ်ချက်တွင်စိတ်ထားတဲ့အရေးကြီးသည်ဆိုနေမှာဟုတ်ပါသလားဖရာဖြေတီဃာနီးမှာစိတ်ထားတတ်ဖို့အရေးကြီးတယ်ဆိုတာမှန်ပါတယ်သို့တော်လည်းတဘောအလုံးစိတ်ထားတတ်ဖို့ကပိုအရေးကြီးပါတယ်မေဒါနပြုသီလစောင့်တည်ဘာဝနာပွားပြီး သောတာပတိမတ်ကိုရာပြီးတော့သောတာပန်ဆင့်ရှိတဲ့လူတစ်ယောက်ပြီးဆုံးပါကအပယ်လေးပုံကိုမရောက်နိုင်ဘူးနာကြခဲ့ရပါသည်အကယ်၍ထိုသူသည်အခုလူစိတ်စောဖြင့်ပြီးဆုံးခဲ့တယ်သို့မဟုတ်ဥပ္ပစ္စေကကံဖြင့်ပြီးဆုံးခဲ့တယ်အပယ်ငရဲတို့ကြားရောက်ပါသလားဖေဟာဖြေသောတာပတိမဉ္ဇဉ်ကအပယ်ကိုကြားစီနိုင်တော့ကျန်တန်းနဲ့အခုသူတို့အမြင့်ပြတ်ပေတတ်ပြီးပါပြီ ဒါကြောင့်တော်တော်ဝင်ပုဂ္ဂိုလ်ဟာဥပ္ပစ္စည်းတကကံကြောင့်ပြည်စီကံအပေမကြောက်ပါဘူး။မေလူတစ်ယောက်ဒီအကုသိုလ်နဲ့ကျင်လေပြီးကုသိုလ်လုပ်တာလည်းပါတယ်။သို့တော့ထိုသူဒီပေကာနည်းနဲ့မိမိပြုလုပ်ခဲ့တဲ့အနည်းငယ်များသောကုသိုလ်ကိုအာရုံပြုကုသိုလ်စိတ်ဖြင့်တည်ဆုံးပါကလူပြည်နဲ့ပြည်စားသောအထက်ပုံများသို့ရောက်နိုင်ပါသလားဗျာ။ ဖြည့်ရောင်းနိုင်ပါလေအမြဲတစေပြုလုပ်နေတဲ့အလုပ်အာစိန်ကံနဲ့ပေကာလေးမှပြုလုပ်တဲ့အလုပ်အာတနာကံခုနဲ့နောက်ဘဝပဋိတ္တိကျိုးပေးဖို့ပဋိတ္တိနဲ့နီးကပ်နေတဲ့အာတနာကံကပူပြီးအားကောင်းလို့ပါပဲဒီအချက်ကိုထင်ရှားစေတဲ့ဖြည့်ရက်တစ်ခု ကျမ်းဂန်မှာထုတ်ပြလိုပါတယ်သောနာဂရီတောင်ကျမှာအစီလဝိဟာအကြောင်းဆိုတာရှိပါတယ် ကျောင်းနိုင်ဘုန်းကြီးဓမ္မကတိကအရှင်သောနာထေရသူဖခင်ကမူဆိုးကြီးပါကြီးတော့အကုသိုလ်ထောက်ပံ့ရအောင်တော်လဲယဟန်ပြုပေးထားပါတယ်ဒီဥပဇင်းကြီးမကြမ်းပါဒီလူမျိုးကဖြစ်တဲ့အချိန်မှာကြီးမားလာတဲ့အရေးခွေးကြီးတွေသူ့ကိုစားတော့ဝါတော့သူနာဝိုင်းနေကြတယ်လို့စိတ်ထဲမှာထင်ပြီးကြောင်းနေကြအော်ဟစ်နေပါတယ်အဲ့ဒါဟာငရေကလေးမိတ်ထင်တာပါ တတဝါများရဲ့ပေစိတ်စုတိစိတ်နဲ့အနိဂတ်ဆုံးဖြစ်တဲ့ပေဂာနီဇောစိတ်မရဏတဏ္ဍဇောဟာကံအာယုံကိုဖြစ်စေကမ္မနမိတ်အာယုံကိုဖြစ်စေဂရိနမိတ်အာယုံကိုဖြစ်စေအာယုံပြုပါလေကံအာယုံဆိုတာကိုပြုခဲ့တဲ့ကောင်းမှုမကောင်းမှုကုသိုလ်ကံအကုသိုလ်ကံပါလေကမ္မနမိတ်အာယုံဆိုတာအဲ့ဒီကံကိုပြုလုပ်စဉ်ကအဲ့ဒီကံကိုပြင်းမြောက်စေတဲ့ တ်ဝန်းကျင်အခြေအနေပါပဲဒါနကုသိုလ်ကံကိုပြုရင်အလူဝိတုပစ္စည်းတွေအလူခံပုဂ္ဂိုလ်တွေစသည်ဟာကံမနမိတ်ပေါ့တိလခံယူစောက်တည်ရင်တိလပေးတဲ့ဘုံတိလအတူတူကြတဲ့ဥပုပ်တဲ့စသည်တွေဟာကံမနမိတ်ပေါ့အကုသိုလ်ဘက်ကလည်းနွားတက်တယ်ဆိုရင်အတက်ခံရတဲ့တက်တဲ့လက်နဲ့တက်ဖို့တက်ဖက်လူတွေစသည်ဟာကံမနမိတ်ပေါ့ဂရိနမိတ်အာဟံဆိုတာကပေပြီးနောက် ကိုလာရရောက်တာဘဝချင်းနေပြီပါပဲ။နတ်ပြည်ရောက်ရမယ့်လူတွေနတ်ဘုံနန်းနန်းနတ်သားနတ်သမီးနတ်တုတ်တာစတဲ့တွေကဂရိနမိတ်ပေါ့။မရေပြည်ရောက်ရမယ့်လူတွေမရေသားမရေခွေမရေဦးမရေထင်းစတဲ့တွေကဂရိနမိတ်ပေါ့။အခုဒီဦးစင်းကြီးထင်နေတာလေဟာငရေဂရိနမိတ်ပေါ့။ဒါကိုသူ့သားခွန်ကြီးကတိတော့ချက်ချင်းပဲကိုရင်လေးတွေပန်းတွေခုခံပြီး ဖရားရင်မြင်တော်ပေါ်မှာရောဖရားပြင်တော်ပေါ်ကလှလှပပတန်းပေါ်တော်ကြီးခင်းစီတယ်ပြီးမှဦးစင်းကြီးကိုခုတင်လာမယူလာပြီးဖရားရင်မြင်တော်ပေါ်မှာခြားထားလိုက်တယ်တန်းပေါ်သောနဲ့ဖရားကိုအာယုံအပြုခိုင်းရင်နှုတ်ကဒီတန်းပေါ်သောရဲ့မြတ်စွာဘုရားတပည့်တော်ပူဇော်ပါတယ်ဖရားလို့ဆိုအပူဇော်ခိုင်းတယ်ဒီဦးစင်းရဲ့ဂရိနမိတ်ချက်ချင်းပဲပြောင်းသွားတယ်သူဟာနတ်ဦးရင်တူလဲကိုရောက်နေတယ် နတ်သားနဲ့တပည့်တွေနတ်ကားကြီးတွေကသူ့ကိုပပက်လေးဝိုင်းရတယ်သူ့စိတ်ထဲမှာထင်လာပြီးကြည်လင်ရှင်ပြဝမ်းသာအားရဖြစ်နေတယ်မကြမီကွယ်လွန်ပြီးနတ်ပြည်ရောက်သွားတယ်တမောဟဝိလောတတလ420အဲ့ဒါဟာအကုသိုလ်အစိဉ္ဇံကိုကုသိုလ်အာတဏကံကအမှုပြီးပရိဒိတေကျိုးပြီးလိုက်တာပါပဲ